ကျွန်တော်ဗုဒ္ဓကိုဆရာတင်ခဲ့တာဆရာအဖြစ်ကိုးကွယ်တာဖယားအဖြစ်ကိုးကွယ်တာလူရင်းတူနဲ့ပြောပြမယ်နော်ကျွန်တော်အကြောင်းကျွန်တော်ပြောပြမယ်ဗုဒ္ဓတရားကိုမလေးလာခင်မှာကျွန်တော်ဟိန္ဒူဘာသာဝင် မိသားစုမှာနော်ကြီးလာတဲ့လူတစ်ယောက် ကျွန်တော်အသက်20နီးပါးလောက်ရောက်တဲ့အချိန်မှာကျွန်တော်ဗုဒ္ဓရဲ့စာအုပ်တွေကိုဖတ်ခွင့်ရတယ်နော်ဖတ်လိုက်တဲ့အချိန်မှာကျွန်တော်ဗုဒ္ဓကိုပထမဆုံးကျွန်တော်တန်ခါဆိုတာလည်းဘာမှမသိဘူးတရားဆိုတာလည်းဘာမှမသိသေးဘူးဗုဒ္ဓကိုသိဖို့တောင်ကျွန်တော်မနေ့အချိန်နဲ့နော်စာဖတ်လိုက်ရတယ်ကျွန်တော်စာဖတ်လိုက်တဲ့အချိန်မှာပထမဆုံးဗုဒ္ဓကဟောထားတဲ့ဓမ္မစัจ जा တရားပထမဆုံး ဗုဒ္ဓဟောတဲ့တရားဥပေါ့ဗျာနော်တရားဥပထမဆုံးတရားကိုပဲကျွန်တော်ဖတ်လိုက်ရတယ်ဖတ်လိုက်ရတဲ့အချိန်မှာကျွန်တော်ကြိုက်သွားတာဘာကြိုက်လဲဆိုတော့ငါကကျွန်တော်ယုံကြည်နေတာတော့မြန်မာမင်းတွေကသာဖန်ဆင်းရှင်လို့ကျွန်တော်ယုံကြည်ထားတာကိုကိုွယ်ထားတာအဲ့လိုပဲနားလဲထားတာကျွန်တော်ငငယ်ကလေးကဘာသာရေးစိတ်ဝင်စားတဲ့လူတယောက်တော့ဟုတ်တယ်ဟိန္ဒူဘာသာမှာလည်းကျွန်တော်အသက်ငငယ်ကလေးက ပုံနာတွေကိုမေးလေးရှိတယ်နော်ပုံနာတွေဟောတာရွတ်တဲ့နေရာတွေမှာကျွန်တော်သွန်နားထောင်လေးရှိတယ်ငငယ်ကလေးအလိုမျိုးမေးတက်မေးတယ်ဗောဗျာကိုမကြိုက်တာတွေရှိရင် question တန်းမေးတယ်အချင်းရှိတယ်ကျွန်တော်မှာအဲ့ဒါနဲ့ကျွန်တော်အသက်20နီးပါးမှာဆိုတော့ကျွန်တော်ကဗုဒ္ဓစာပေတွေကိုဖတ်ခွင်းရလိုက်တယ်ဖတ်လိုက်တဲ့အချိန်မှာပထမဆုံးကျွန်တော်ဓမ္မစကြာမှာရှင်းရှင်းလင်းလင်းဖြစ်သွားတာတစ်ချက်ကပါလဲဆိုရင် မြန်မာမင်းကိုယ်တိုင်ကမြတ်စွာဘုရားကိုတရားဟောဖို့တောင်းပန်တယ်ဒုက္ခကက်တင်ရှင်ဖန်ဆင်းရှင်လို့ယူဆထားတဲ့မြန်မာမင်းကိုယ်တိုင်ကလက်အုပ်ချီးပြီးမှမြန်မာပြည်အားနဲ့လာပြီးမှ အရှင်ဘုရားတရားဟောတော်မူပါနော်ကျွတ်မဲ့တတ္တဝါတွေအတွက်ငင့်ငြာသောအာဖြစ်မေတ္တာတရားရှိထားရတရားဟောတော်မူပါတဲ့နော်အရှင်ဘုရားတို့သလို့ လေးအတင်ချေကဘာတသိမ့်ပါရမီဖြည့်ပြီးမှဖျားဖြစ်တဲ့ပုံကောင်ကဒီတိစ္ဆာတရားကိုမပြရင်တော့လောကကြီးကပြန်အမောင်အမောင်ထဲပဲရောက်တော့မှဖျားတဲ့နော်ဒီပါရမီရှိတဲ့ပုံကောင်တွေအတွက်အဓိကထားပြီးမှဟောပြတော်မူပါနော်မတိတဲ့လူအတွက်တော့ဖျားပြင်းလဲဘာမှထူးမှလဲမဟုတ်လေဒါပေမဲ့တိတဲ့လူအတွက်တော့တန်ဖိုးရှိတာပေါ့အဲ့ဒါမှကျွန်တော်တစ်ချက်သိသွားတယ်ဒုံးကနေကျွန်တော်ကိုယ်ွက်ထားတာ မြန်မာမင်းကိုဖန်ဆင်းခြင်းလို့ထင်ထားတာတတကယ်တမ်းကျတော့မြန်မာမင်းကိုယ်တိုင်ကမြတ်စွာဘုရားကိုတရားဟောဖို့တောင်းခဲ့တယ်အဲ့ဒါဓမ္မစကြာမှာပါပြီးသားသယုလိုက်အဲ့ဒါမှာသွားလေ့လာလိုက်ရတယ်နော်အဲဒုတိယမှာအဲ့ဒါမှာကျွန်တော်သိသွားပြီဒါဘုရားဟောပြီဒါမြန်မာမင်းကိုယ်တိုင်ဘုရားဆိုပြီးမှတရားဟောခိုင်းတယ်ဘုရားဖြစ်ပြီးပြီးတော့နောက်ထပ်လေ့လာသွားတဲ့အချိန်မှာကျတော့ပြန်တစ်ချက်ရှင်းရှင်းလင်းဖြစ်သွားတာကဘာလဲဆိုတော့သူ့ကိုယ်တိုင်ကအသေးစိတ်လေ့လာတဲ့အချိန်မှာကျတော့ ဒုရမြတ်စွာဘုရားကမနောကနဲ့ရောကာယကနဲ့ရောဝစီကနဲ့ရောကံသုံးပါးနဲ့အားလုံးစုပေါင်းပြီးမှဘုရားဖြစ်ဖို့ကြိုးစားခဲ့တာကိုကြည့်မယ်ဆိုရင်20အသိဉာဏ်ကဘာတသိန်းအချင်းပေးလိုက်ရတယ်ဒုရဘုရားလုံးကမြန်မာမင်းလက်ဖြစ်ဖြစ်ဖက်ဖြစ်ဖူးခဲ့တယ်နော်ဖြစ်ခဲ့တယ်မြန်မာမင်းလက်အချင်းချင်း နော်တန်တရာမှာမြန်မာမျိုးလည်းဖြစ်ခဲ့တယ်တရားမျိုးလည်းဖြစ်ခဲ့တယ်နော်အဲ့လိုမျိုးတန်တရာမှာဘဝကိုကျွန်တော်ကံကံရဲ့အကျိုးကိုယုံလာတယ်ဘာဖြစ်လို့လဲမြတ်စွာဘုရားကသူတပတ်နည်းနည်းအပြောကောင်းလို့သူတပတ်ကဘုရားဆိုပြီးမှတင်စားလိုက်တဲ့ဘုရားမဟုတ်ဘူးသူကိုယ်တိုင်ကသူ့ရဲ့ဇက်တော်တွေကိုထုတ်ဟောတော်မူခဲ့တယ်တချိန်တုန်းမှာငါဒီလိုလောက်ခဲ့တယ်ဒီလိုပါရမီဖြည့်ခဲ့တယ်ဝိသန္တရာဇက်တော်နော် ီးတော့ဇတ်တော်ပေါင်းများများသားပါဗျာမျက်စိတဲ့လူသားတွေရောအသက်ပေးပြီးမှအသက်ပေးပြီးမှနော်လူသားတွေရောယသိဖြစ်တာရောအကျဉ်းချင်းယသိဖြစ်တာယဟန်ဘုရား၉ချိန်တော့နော်ဗုဒ္ဓရှေ့ရှေ့ပွင့်တော်မူတဲ့ဗုဒ္ဓတွေအစုပေါင်း၅နော်ဘယ်လောက်လဲ၅သိန်းကျော်နော်ဘလောက်လဲတော့တိန်ကနာမတိန်ကနာမယ်ဗျာကျွန်တော်နည်းနည်းမိတော့ကြီးကျွန်တော်မားမှာဆိုလို့လဲကျွန်တော်နည်းနည်းအတိအကျမပြောတော့ပါဘူး တိန်းနဲ့ချီပြီးဗုဒ္ဓအဆုစုကိုမြတ်စွာဘုရားကခုခဲ့ပါတယ်။အဲ့ဒီဘုရားရည်စီမှာစူပန်းခဲ့ပါတယ်။ကိုယ်တိုင်လည်းအထုတ်ခဲ့တယ်။အဲ့ဒါကတသက်ပဲ။20အသင်္ချေကဘာတသိန်းလက်တွေ့ကျင်းပြီးမှအဲ့ဒီပါရမီအရှိန်ကြောင့်ဆရာမရှိတရားမူဉာဏ်ဖြစ်နော်တိစ္ဆတရားကိုထိုးထွင်းပြီးမှသိခဲ့တယ်။ဒါကိုကျွန်တော်လက်ခံနိုင်တယ်။အဲ့ဒါကြောင့် ဆရာအဖြစ်မြတ်စွာဘုရားကိုကိုယ်ခွဲလိုက်တယ်ပြီးတော့ကျွန်တော်ယုံကြည်နေတဲ့ function ဆိုတဲ့ဝါဒကကျွန်တော်တခါတည်းနဲ့ကိုအဲ့ဒီဓမ္မစัจ java ဖတ်လိုက်တဲ့နဲ့ကိုကျွန်တော်ကြည်သွားပြီကံကံရဲ့အကျိုးကိုကြတော့တခြားတွေပြောလို့ယုံတာမဟုတ်ဘူးဗုဒ္ဓကိုယ်တိုင်ကသူ့ရဲ့ဇတ်တော်တွေကိုဟောခဲ့တယ်ကျွန်တော်ဇတ်တော်ပေါင်း950ဇတ်တော်တွေကိုဖတ်လိုက်ရတယ်ဖတ်လိုက်တဲ့အချိန်မှာသူ့ကိုယ်တိုင်ကဘယ်ဘဝမှာပဲလုံးအဲ့ဒါက950ဇတ်ပဲမဟုတ်ဘူးနော်ဇတ်တွေရတော့ ူရဲ့ဘဝကတော့မြုပ်များစွာပေါ့နဆက်အတင်းချင်းကဘာတသိမ်းမှ तू ဖြစ်လိုက်ရတဲ့ဘဝတော့မရေးမတွဲပေါ့ဗျာဒါပေမဲ့ तू လက်တွေ့ကျင်းပြီးမှဖရားဖြစ်တာ तू ကိုယ်တိုင်လည်းဖရားဖြစ်ပြီးမှ နောက်မှအားလုံးကိုပြောပြတယ်လူတွေသာမတိလို့ဖန်ဆင်းရင်ရှိတယ်ဆိုပြီးမှနော်အကုနေကြတာတကယ်တမ်းကျတော့လက်တွေ့လောက်ယူရတယ်ငါဖရားလည်းကိုယ်တိုင်ပါရမီဖြစ်ပြီးမှပါရမီကျင်းပြီးမှနော် ပါရမီ7ပါးအပြတ်30ဆွန်ကျင်ကြီး9ပါးအဲ့လိုမျိုးကိုကျင်းပြီးမှဖျားဖြစ်တာအစိမ့်မှဟောတယ်နော်ဖျားကလည်းပါရမီ7ပါးကိုဖြစ်ခဲ့တယ်ဖျားရဲ့တပိတဝကနော်ကြီးမဆိုရှင်သာရိပုတ္တရာတို့လည်းအဲ့လိုမျိုးပဲပါရမီဖြစ်လိုက်ရတယ်သူတို့ရဲ့ကာလဆိုတာတော့ရှိတာပေါ့ဖျားဖြစ်ဖို့ကကာလဘလောက်ပါရမီဖြစ်ရတယ်နော်မအက္ခတဝကဖြစ်ဖို့ဘလောက်ကြာတယ်နော်မဟာတဝကဖြစ်ဖို့ဘလောက်ကြာတယ် တာမန်ယဟန္တာဖြစ်ဖို့အတွက်လည်းအ ਨੇ ဆုံးဘလောက်ပါရမီဖြစ်ရတဲ့ဆိုတာတွေကိုလည်းကျွန်တော်ဖတ်လိုက်ရတယ်သိလိုက်ရတယ်အဲ့ဒါမှကျွန်တော်တန်ဃာဆိုတာကိုလည်းကျွန်တော်လက်ခံလိုက်တယ်ဘုရားဟောလိုက်တဲ့တရားမှကြတော့လေဘယ်ပုဂ္ဂိုလ်ကမှဘယ်သူသူတပအချောင်းမရှိဘူးအကုန်လုံးခန္ဓာအချောင်းကိုပဲဟောထားတော့တရားအရင်ရှင်းတယ်တဘာဝပဲ လောဘစိတ်ဒေါသစိတ်မောဟစိတ်ကုသိုလ်စိတ်အကုသိုလ်စိတ်ဘလို့ဘလို့စိတ်ဓာတ်မျိုးရှင်အကုသိုလ်ဘလို့စိတ်ဓာတ်မျိုးရှင် ကုသိုလ်ဒီကုသိုလ်ဟာဘလို့အကျိုးပေးတယ်ဒီဒီလိုစိတ်ဓာတ်တွေကငါတန်ត្រာမှာကျင့်ခတ်လို့ငါဖျားဖြစ်နိုင်တယ်တန်ត្រာမှာငါဒီလိုမကောင်းတဲ့စိတ်ဓာတ်တွေထားခတ်လို့ငါကိုယ်တိုင်ဒီလိုဝစ်ကြွေးတွေခံလိုက်ရတယ်ဆယ်မြတ်စွာဘုရားကကိုယ့်ရဲ့မကောင်းကြောင်းတွေကိုလည်းဟောပြတယ်ကောင်းတဲ့အကြောင်းတွေလည်းဟောပြတယ် ငါဒီလိုဒုက္ခတွေရရခဲ့ဖူးတယ်ဒီလိုမကောင်းတာလှုပ်လှုပ်နော်အခုတော့ဖရာပြစ်ပြီးမှတော့ဝုဒ္ဒောဆန္ဒပါကိုဖရာကလက်ခံတယ်ကြည့်ငါတန်ត្រာမှာဒီလိုမတိတဲ့အချိန်မှာငါဒီလိုလှုပ်ခဲလိုက်တယ်ကွာအခုနောက်ဆုံးဘဝဆိုတော့နောက်ဆုံးဘဝမှာလာရင်မှတခါတည်းဝုဆန္ဒပါလို့အကုန်လုံးအကျိုးပေးလိုက်တာပေါ့နောက်ဘဝကအကျိုးပေးဖို့ဖရာမှာနောက်ဘဝဆိုတာမရှိတော့ဘူးမဆိုနောက်ဆုံးဘဝရောက်သွားပြီလေဖရာဖြစ်သွားပြီကိုနော်သူကိုယ်တိုင်လည်းအားထုတ်ပြီးမှဖရာဖြစ်တယ် အားလုံးကိုဒီတိုင်းအားထုတ်ခိုင်းတယ်။ तू အားထုတ်တဲ့အတန်းအားထုတ်လို့ तू တပိတန်ငါတွေလည်းယဟန္တာဖြစ်သွားတယ်။ဩအဲအဲ့ဒါကြောင့်တန်ငါကိုကျွန်တော်ဒီတစ္ဆာတရားကိုဥတီပြီးမှ အားထုတ်တဲ့တပိတာဝကဖြစ်လို့တန်ငါအဖြစ်ကျွန်တော်ကိုးကွယ်တယ်။စင်ကြယ်တဲ့လမ်းစဉ်ဖြစ်လို့ဘယ်ပုဂ္ဂိုလ်ကမှမထိခိုက်ပေးနဲ့နော်။ကျွန်တော်ကျင့်ကျွန်တော်လွတ်မြောက်တယ်ခမည်းကျင့်ခမည်းလွတ်မြောက်နိုင်တယ်သူကျင့်သူလွတ်မြောက်နိုင်တယ်တဘာဝတရားဖြစ်လို့ နော်လောဘဒေါသမောဟနဲ့ပတ်သက်တဲ့ပတ်သက်တာကိုပဲရှင်းပြထားတဲ့တဘာဝတရားကုသိုလ်အကုသိုလ်ဆိုတာကို ကောင်းကောင်းနဲ့ရှင်းရှင်းလင်းလင်းဟောပြထားလို့ကျွန်တော်တရားကိုလည်းကျွန်တော်လမ်းစဉ်အဖြစ်ယူလိုက်တယ်တပိတန်ဃာကိုလည်းကျွန်တော်ဒီလမ်းစဉ်ကိုဥတီပြီးမှကိုးကွယ်နေကြတဲ့ဗုဒ္ဓရဲ့တပိတွေဖြစ်လို့ဒီဒီလမ်းစဉ်ကိုကျင်းခိုင်းတဲ့ပုဂ္ဂိုလ်ဖြစ်လို့ဆရာအဖြစ်ကိုးကွယ်တယ်ဆိုပြီးမှကျွန်တော်တန်ဃာယတနာကိုလည်းကျွန်တော်ကိုးကွယ်တယ် အဲဒီကြောင့်လို့ကျွန်တော်ကဖရာတရားတန်ခါကိုအဓိကထိုင်မှာကိုးကွယ်တယ်ကျွန်တော်ရှိခိုးရတာတော့ဖရာတရားတန်ခါမိဘဆရာသူတို့ကတော့ကျွန်တော်အထက်အနဲ့ကျွန်တော်ယူတည်ရမယ်ပုံကုံဆိုပြီးမှကျွန်တော်ရှိခိုးတယ်ပြီးတော့ကျွန်တော်နောက်တစ်ခုကဘာလဲဆိုရင်မပြတ်မထိုက်တဲ့ပုံကုံနော်ဂုံကျေးဇူးရှိတဲ့ပုံကုံ၁၀ရောက်ဆိုတာလည်းရှိသေးတယ်လေနော် ဗုဒ္ဓဂုဏအနန္တဓမ္မဂုဏအနန္တသံဃာဂုဏအနန္တနော်မာတာပိတုဂုဏအနန္တအာစရိယဂုဏအနန္တနော်ပြီးတော့ဟောပဲမှာရှိတယ်ပိစေကဗုဒ္ဓရေရောဆရာသမားရေရောဒါအားလုံးကိုတော့လေးစားတာပေါ့နော်အဲ့ဒါလွှဲရလဲကျွန်တော်ဓလိကိုလဲကျွန်တော်လေးစားတာပေါ့နော်